ကျမ်းမာတော်မူပါစခင်ဗျာဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းလေးတွေကတော့ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့မှာရေးပေါ်ဆင်းသက်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲရင်ကို drone ဖြင့်ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓာတ်ပုံမှတ်တမ်းထွက်ပေါ်လာခဲ့တဲ့သတင်းနဲ့မနေ့ကမတ်ပန်ဆယ်လိုနဲ့ကိုကလီတိုရဲ့ဝမ်းသာစရာသတင်းစကားဆိုရတဲ့ပတ်သက်ပြီးတိတယ်ပြောမပြဘူးဆိုတာပြည်သူကို စော်ကားတာဆိုတဲ့ကိုမျိုးရန်အောင်သိန်းနဲ့မတ်ပန်ဆယ်လိုတို့ပွဲဖြစ်နေတဲ့သတင်းတွေကိုတင်ဆက်ပေးပါရစေ။ကချင်ပြည်နယ်ဗမော်မြို့နယ်မှာစကားခ23ထံကို စစ်ကိုရိတ်ခါနဲ့လက်နက်ခဲများလာပိုးတဲ့စစ်ရဟရင်တွေကို KIA ကပြစ်ခတ်ခဲ့မှုကြောင့်ရွှေကူမြို့မှာရဲဘော်ဆင်းသက်ခဲ့တယ်။စစ်ရဟရင်တစည်းကို drone ဖြင့်ဘုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓာတ်ပုံမှတ်တမ်းတွေကို KIA ကထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။မေလ20ရက်နေ့ဗမော်ကိုစစ်ကိုလာတဲ့စစ်တပ်ရဲရင်3စီးနက်ကနှစ်စီးကို KIA ကပြစ်ခတ်ခဲ့ရမှာရဲရင်တစည်းမှာရွှေကူမြို့နဲ့တောထဲမှာပြတ်ကျပြီးကြံရဲရင်တစည်းကတော့ရွှေကူမြို့ခလာရ96မှာရဲဘော်ဆင်းသက်ခဲ့ရတာပါ။ဆိုပါရဲဘော်ဆင်းသက်ခဲ့ရရဲရင်ကို မေလ21ရက်နေ့မှာ KIA KBD ရဲ့ပူးပေါင်းတပ်တွေကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒရုန်းနဲ့ပုံကျဲမှုကြောင့်ရေပေါ်ဆင်းသက်ထားတဲ့ရဲရင်ဖြင့်အနီးမှာရှိတဲ့ရဲရင်ကိုလုံခြုံရေးယူလာရောက်ပြင်ဆင်ကြတဲ့စစ်ကားများပါထိခိုက်ပျက်စီးသွားကြောင်းကိုသိရှိရပါတယ်။ရွှေကူခလရ56မှာရေပေါ်ဆင်းသက်ရန်နာထားတဲ့ MI17 ရဲရင်ကိုမေလ21ရက်နေ့မှာ KIA KBD ကဒရုန်းနဲ့ဘုံသွားချဖျက်ဆီးလိုက်တယ်။ရဲရင်ကရစရာမရှိဘူး။ပျက်စီးသွားတယ်။ပြင်းလို့မရတော့ဘူး။ ရဲရင်ကို drone နဲ့၃ကြိမ်ပုံချရဲစူဆိုက် drone နဲ့၂ကြိမ်ပုံကျဲတက်ခိုက်ပါတယ်လို့ KIA သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်တောထဲမှာပြတ်ကျသွားခဲ့တယ်။စစ်ကောင်စီရဲ့ MI7 နဲ့ရဲရင်ထဲမှာတော့စစ်သား၁၆လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်၁၄လက်သိမ်းဆည်းရရှိခဲ့ပြီးရဲရင်မှုဘိုးကြီးမျိုးထက်အောင်အလောင်းကိုတော့အကောင်းမကတိတိုင်း KIA ကရရှိခဲ့လို့ဆိုထားပါတယ်။နောက်တဲ့သတင်းကြောင်လေးကတော့ဂျမန်တွေကမတ်ပန်ဆယ်လိုနဲ့ကိုကလစ်တို့ကဒီချင်းကိုရောက်ဖို့အကြာကြီးတီးခံဆောင်ဆိုင်နေကြရတဲ့ဆိုတာ ဝမ်းသာအားရတင်လာခဲ့တာကြောင့်ဘာအကြောင်းကြောင့်ရဲ့လို့ပြည်သူတွေကိုအတိအကျမပြောပြပဲပြည်သူတွေထင်သလို Project Dragon Fly နဲ့ပတ်သက်တဲ့သတင်းမဲ့လို့ပြောဆိုနေကြတာကြောင့်လေကိုမျိုးရန်အောင်တင်းက၎င်းရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေကျွန်တော်ပြောမယ်နော်ကျွန်တော်ကကိုလူချင်းဖတ်သူချင်းဆိုရင်ချစ်တယ်လေးစားတယ်ကိုချစ်ရတဲ့သူတွေကိုဖြစ်နိုင်ရင်ဘယ်တော့မှအပြစ်မပြောချင်ဘူးဒါပေမဲ့မနေ့ကတိတယ်ပြောမပြဘူးဆိုတာတွေကပြည်သူကိုစော်ကားရလို့မြင်တယ်အန်ယူဂျီကိုလည်းစိတ်ထဲကနေရစရာမရှိအောင်ဆဲပြစ်မိတယ် တကယ်စိတ်ကုံစရာမတက်သည့်စရာကောင်းတယ်။တော်လဲမိတ်ဆွေတွေကိုပြောချင်တာကတခြားသူတွေမသိဘူးငါတို့ကသိတယ်ဆိုတဲ့အပေါချိုးတာကအစိုးရကိုပေါင်းပြီးခွင့်ရရတဲ့ခရိုနီနဲ့တူတူပဲ။ဟိုကစီဝါရေးခရိုနီဒါကသတင်းချက်လက်ခရိုနီဖြစ်တယ်။အန်ယူဂျီအနေနဲ့အစိုးရဆိုအစိုးရလို့ဖြောင်းဖြောင်းမတ်မတ်နေတဲ့ရက်ွက်တွေကထားဇရိုက်ထားတွေမရှိသင့်ဘူး။အဲ့အရာတွေကစိတ်ပြက်စရာယွန်းစရာကောင်းတယ်။တာဝန်ရှိသူပေါကြပြောကြသူတွေထွက်ပြီးပြည်သူကိုတောင်းပန်တင်တယ်။ဒီຫນွေဦးတော်လိုင်းဆိုတာအသက်တွေဘွားတွေ မျက်ရည်တွေနာကျင်မှုတွေများကြီးရင်းနှီးထားရတာခလင်ကစားသလိုမလုပ်ရဘူးနောက်ပြောင်ကြီးစဲစရာမဟုတ်ဘူး Facebook ဝတ်တက်ပြီးငါတို့ကအကောင့်တွေဆိုပြီးလုံပြကြဖို့မဟုတ်ဘူးနှစ်ချက်ရှိတယ် NUG ကလူတွေကဆိုးရွားတွင်လှိုးဝဲရမှာကိုခရိုနီမွေးပြီးသတင်းပေးတယ်သတင်းရတဲ့ခရိုနီတွေကလည်း Facebook ဝတ်တက်ပြီးအားချောင်းတယ်နင်တို့မသိဘူးငါတို့သိတယ်လုံပြတယ်ပြည်သူကိုစော်ကားတယ် NUG ရောပြည်သူကိုစော်ကားတဲ့ခရိုနီတစုရောအတိတ်တရားရှိဖို့လိုမယ်ရှက်တက်ဖို့လိုမယ်ပြည်သူကိုတောင်းပန်ရမယ် အန်ယူဂျီနေနဲ့ရက်ကွက်မဆန်ပဲအစိုးရဆန်ဆန်ပြုမှုဖို့လိုတယ်လှုပ်ဝက်မယ်ဆိုလှုပ်ဝက်ပြည်သူကိုအတိပေးပြောပြမယ်ဆိုပြောပြလုံခြုံရေးကလှုပ်ဝက်တဲ့ပြောပြီးနှိစက်ရအတိပေးပြောတာကကြံပြည်သူတွေအားလုံးကိုစော်ကားရရောက်တယ်အဲ့ဒီတီးခွင်းရတဲ့သတင်းခရိုနီတွေကလိုင်းမော်တင်ကြွားကြတော့ပြည်သူတွေကထပ်ပြီးစော်ကားခံရသူဖြစ်တယ်စင်ကျင်ကြဖို့လိုတယ်ဆိုကရေးသားထားတဲ့ခါမှာတော့မတ်ပတ်ဆယ်လိုကပြောခြင်းနိုင်လဲမပြောရပါညင်မိသူတိုင်းလဲညစ်ချင်းမခံခဲ့ရပါ မတည်သေးတဲ့ဒီလောကရဲ့အထာငါပြစ်ဆိုတာလှုပ်ဝက်ချက်တစ်ခုပါရှေ့ရက်ကရက်ဆက်အေးပြက်နေတာရောတနေညာကတညာလုံးမအိမ့်လိုက်ရတာရောနဲ့မနေ့ကညာကအိတ်ဆေးတောက်ပြီးအိယာဝဝအိစိတ်ကြည်ကြည်ခေါင်းကြည်ကြည်နဲ့အိယာနိုးလာခြင်းကိုမျိုးရန်အောင်တင်းရဲ့ post တွေဖက်လိုက်ရတော့အတော်တော့အာရုံနှောက်သွားတယ်တခုခု Facebook ပေါ်ကတုံ့ပြန်လိုက်တာထက်အချင်းချင်းမတိကြတဲ့သူတွေမဟုတ်တော့သူ့စီဖုန်းကနေ text message ပို့လိုက်ပါတယ်အကိုရင် Facebook post တင်တာထက်ဖုန်းနဲ့စကားပြောကြရအောင် ိုလည်းပြောစရာတွေရှိပါတယ်လို့ရန်သွေးဖို့လည်းမဟုတ်သလို Facebook ပေါ်မှာထိန်းရတဲ့ကိစ္စရက်တွေကိုကြော်လွန်ပြီးသူ့ကိုယုံကြည်နိုင်တဲ့အတိုင်းအတာတိအချို့ကိစ္စတွေအသိပေးလိုက်ရင်နားလည်သွားမယ်ယူဆတာကြောင့်ပါဒါမဲ့အကြောင်းလဲမပြန်စာလဲမဖတ်တာမို့သူ့ဘက်ကသူပြောချင်တာ Facebook ပေါ်ကပြောမယ်ဆိုတဲ့သဘောထားလို့ယူဆတာကြောင့်တကယ်ဆိုဒီလို post မတင်ခင်ကတည်းကသူမစီဖုံးဆက်ပြောလဲရပါလျက်အဆက်အသွယ်ရှိပါလျက်နဲ့တင်ခဲ့တာလဲထည့်စင်းစားပါမယ်ဒါကြောင့်ကိုလည်းဒီကပဲရေးရတဲ့လောက်ရေးပါတော့မယ် ရှီယက်ကပြောရှင်းစရာကိစ္စရဲ့ဆိုတာကအချို့ဆိုရိပ်ပြတာနဲ့အကောင်မြင်တယ်။တရက်ကြာမှပဲအားလုံးနားလည်သွားကြတယ်။အခုချိန်ထိနားမလည်ဘူးဆိုသူကတွန်လည်ရေးနဲ့အတော်အလန်းဝေးနေတဲ့သူတွေပဲရှိမယ်။ဒီလိုကိစ္စရက်တွေဟာအတုံးလိုက်အစ်စ်လိုက်ပြောဆိုနေရမယ့်ကိစ္စတွေမဟုတ်သလိုပြည်သူတွေမသိအောင်အရှင်ဖုံးဖိထားရမယ့်ကိစ္စရက်တွေမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ပြည်သူတွေကဒီငွေတွေကိုထဲဝင်ခဲ့ကြတဲ့သူတွေမျိုးပဲ။ဒီ project ကြောင့်ပြည်သူအားလုံးကတပင်းကြီးတီးတဲ့နဲ့ပန်ဆယ်လို့စီသူတီတို့ကဘာလို့အရင်သိရလဲ။ သူတို့ကိုအရင်ပေးသိတာဟာပေးသိသူတွေပေးသိခံရသူတွေဟာခရိုနီအချိုးချိုးတာစိတ်ပြက်စရာကောင်းတယ်၊ယွန်စရာကောင်းတယ်၊ပြည်သူတွေကဒေါသထွက်တယ်၊ပြည်သူတွေကိုတောင်းပန်ရမယ်လို့ပြောဆိုထားတယ်။ဒီကိစ္စမှာစိတ်ဆိုးနေတဲ့ပြည်သူတွေဆိုတာကိုမျိုးရံအောင်တိန်လို့တစုကလွယ်ရင်ကိုတော့မသွေ့မိပါဘူး။ဒီ project ကကိုနဲ့စီတို့ဒီ MOD နဲ့ပူးပေါင်းပြုလုပ်တဲ့ project မို့ကိုတို့ကရင်သိရတဲ့ကိစ္စမှာဘာမှားတာပါတယ်လဲ။ကိုနားမလဲဘူး။ကိုမျိုးရံအောင်တိန်တို့ကိုမိုးသွေးတို့ကိုပဲ အရင်ပေးတီးခွင့်ပေးတဲ့ကိစ္စမျိုးတွေရှိခဲ့ဘူးမှာပဲရှင်တို့လည်း NUG MOD နဲ့ထီတွေ့ဆက်ဆံနေတာပဲမဟုတ်လားအဲ့လိုကိစ္စတွေမှာရှင်တို့တွေကခရိုနီတွေးတွေတွေးဖြစ်ခဲ့တာမို့အခုကိစ္စမှာအဲ့လိုပြောလိုက်တာလားဒီကိစ္စမှာ project ဥဆောင်သူတွေဖြစ်တဲ့ကိုတို့ကလည်းကြိုးပေးမသိပဲ NUG MOD ကပဲထုတ်ပြန်မယ်ဆိုတဲ့ဝေဖန်ချက်မျိုးကိုတော့ကိုလည်းသဘောတူတယ်ကိုတို့ကလည်းအဲ့လိုပဲဖြစ်စေခြင်းနဲ့ဒါမဲ့ NUG MOD ရဲ့ပန်းနုသွေးမှုအပိုင်းမှာတော်လဲရတာပြေးသွားမယ်နောင်ဖျားတာပွင့်သွားမယ်ဖြစ်လာမှာမဟုတ်ဘူး အဲ့အတွက်ကိုရောကစကားလုပ်ပြီးကိုတောင်းဆိုမနေတော့တာဒီပတ်ရ MOD ကိုစောက်ဖောင်းထုတ်တယ်လို့ဖြစ်သွားလိမ့်မယ်ဆိုလိုတာကရှင်တို့ NUG MOD ကိုရန်တပ်မှန်ကန်စောက်ဖောင်းထုတ်နေတာတော့အဲ့လောက်ထုတ်တဲ့ကိုရောလည်းပြည်သူမျက်နှာမကြည့်ပဲစောက်ဖောင်းထုတ်ရရင်ရှင်တို့တဲ့အစာတသိန်းတောင်ထုတ်လို့ရတယ်ဆိုတာပြောပြတာဒီတဲ့ရှင်အောင်ပြောရရင်ဒီ project မှာတပြားတစ်ချက်မကျန်ငွေကြေးပေးဖို့ထားတာကိုလက်ခံယူထားတာ MOD တခိုးပါလို့အချိန်ချင်းဆူဆွဲပြောဆိုခံနေရတာကိုရော ဒီ project ကြောင့်ထောင်ရှောင်းနှစ်ကာလချင်းပြောဆိုတိုက်ခိုက်ခံနေရတာ NUG MOD တက်ကိုလိုပဲခံခဲ့ရတာငွေရရှိကြောင်ထုတ်ပြန်မှုထုတ်ပြန်စာလေးတစ်စောင်ထွက်လာဖို့6လထက်ကြာခဲ့တဲ့သူတွေစီကကိုတွေကဘာတွေမျှော်လင့်နေအောင်မဲ့ထင်တာလဲဒီကိစ္စရတဲ့ကိုသလုံးတစ်ပါးသားမှမပြောခဲ့ဘူးပြည်သူတွေစိတ်ဆင်းရဲမဲ့ကိစ္စတွေ public စီရောက်မလာစေပဲအပြောဆိုရိုင်းဆိုင်မှန်သမျှခါစီတီးခံခဲ့တာတယောက်တည်းပြန် fight ခဲ့တာအခုမှကိုမျိုးရံအောင်တင်းတို့ကိုမိုးသွေးတို့ ငါကြိုမသိရလို့မကျေနပ်ဘူးဆိုတဲ့စိတ်ကိုအခြေခံတဲ့စာရီကြောင့်ကိုထုတ်ပြောနေရတာအခုရရှိဖို့ကြံ့ကြပေမဲ့လုံဆောင်သွားနိုင်တဲ့ကိစ္စကိုရော MOD ကိုကျေးဇူးတင်တယ်အတိမတ်ပြူတယ်ရှေးကကိစ္စရတဲ့မေးဖြစ်ပြီးပျော်ရွှင်တယ်ဂုံယူတယ်ကိုရိုတွေကြာအားလုံးပြေလည်တယ်ဒီကိစ္စရပြေးသွားပြီးစိတ်သုံးလုံးချနိုင်လိုက်ပြီ MOD က2023မှာ Project Dragonfly ကိစ္စရွေချက်ပြင်းမြောက်တည်တည်ဆက်လက်ဆောင်ရွက်နေပါသည်လို့ကြေညာသွားတာကအခုဆက်လက်ဆောင်ရွက်နေတဲ့ကိစ္စ ောင်မြင်ပြီးမြောက်သွားပါပြီလို့ဘာလို့မကြေညာတာလဲရှင်တို့ MOD ကိုတည့်သွားမိကြကိုကတော့စိတ်ဝင်စားသလိုတောင်းပန်တိုးရှိုးဖို့အစီအစဉ်လည်းမရှိဘူးဒါဆို MOD ကမပြောဘဲနေတို့မပြောနဲ့လေလို့တော့လာမလုံးနဲ့အဲ့ဒီပတ်စံတွေကပြည်သူတွေကိုပြောပြီးကောက်ခံခဲ့တာအဲ့တော့ပြည်သူကိုအတိပေးရမယ်အတိပေးကိုပေးရမယ်ဒဲမရရင်ရတဲ့နေနဲ့အတိပေးရမယ်လိုချင်ချင်းသွားတောင်းပြီးပြန်ပေးနိုင်ချင်မသိချင်အောင်ဆောင်နေတဲ့အချိုးမျိုးလှုပ်ချင်တဲ့လူလှုပ်ကိုကတော့မလုံးနိုင်ဘူးဒီလိုအတိပေးလို့ခရိုနီအချိုးချိုးတာ ပြည်သူတွေကိုပြန်တောင်းပန်ရမယ်ဆိုရအောင်ရှင်တို့ကလွယ်ပြီးဘယ်ပြည်သူကမှစိတ်မဆိုးနေတာမို့မတောင်းပန်နိုင်ဘူးစားလေဆုံးသတင်းပေါက်ကြားမှုမျိုးမဖြစ်အောင်ဘုရားမှာတခါမှတီးမခံဘူးတာတွေတီးခံခဲ့ပြီးအမားရင်မရှိခဲ့တဲ့ကိစ္စရဲ့လို့ယုံကြည်လို့ဘယ်သူမှမတောင်းပန်နိုင်ဘူးအဲ့ဒါတရားဝင်ကြီးညာတာနောက်ခါ MOD အနေနဲ့တခုခုဆိုရင်တက်ဆိုင်သူတွေကိုကြိုတင်အသိပေးတာထက်ကြိုတင်ပြီး NUG MOD ကိုထိန်းចောင်းပြုပြင်လိုကြတယ်ဆရာကြီးဆရာမကြီးများကိုကြိုတင်တန်တော်ဦးတင်ကြဖို့အကြံပေးလိုပါတယ် မဟုတ်ရင်ဒီလိုရေရှောင်ရေးကိုတို့လည်းမပြောချင်မရေးချင်တာတွေကြော်ချပစ်ခဲ့တာတွေတီးခံခဲ့တာတွေတီးခံရကြို့မနဲ့ပြန်ရေးပြရတာနဲ့ချက်ချပပပြောစရာလေးတစ်ခုလောက်ရတာတော့မှအတော်ဖီးပြရလို့ပါတော်လင်းမျက်နှာမကြည်စရန်ပြည်သူမျက်နှာမကြည်စရန် NUG MOD ကိုစောက်ဖောင်းထူတန်းကစားကြမယ်ဆိုရင်ရှင်တို့စိတ်မန်းနဲ့သုံးသက်ဝေဖန်စကလုံးအကြီးကြီးတွေရေးတာတက်အစာတသိန်းနဲ့တခါကို့မှာစောက်ဖောင်းထူစရာကိုတွေ့တွေမှာတပုံကြီးဆိုတာဒီနေရာကနေအတိပေးလိုက်ပါတယ်ပြည်သူငွေနဲ့အောင်မြင်ခဲ့တဲ့ project ရင်မှန်းချက်ပြည့်မီချိန်ပြည်သူကိုအတိပေးတင်ပြလို့မှားပါတယ်လို့ကိုမျိုးရန်အောင်တင်းတို့ကိုမိုးသွေးတို့ကိုနေမျိုးစင်တို့မကလို့တရားမင်းဖေကြီးစင်းပြောပြောကိုကလက်သက်မခံဘူးပြည်သူသားလည်းအတိကမို့ပြည်သူကိုလူပါမဝနိုင်ပါဒါပါပဲဆိုကပြန်လေတုံ့ပြန်ထားပြီနော်ကိုမျိုးရန်အောင်တင်းကမပတ်ဆက်လို့နဲ့စကားပြောဖြစ်ကြောင်းကျွန်တော်ရဲ့ဖုန်းကပြက်ပြီးဖုန်းလဲထားတော့သူစာပို့ထားတာကရောက်မလာဘူးခုနကသူရေးတင်တာဖတ်မိပြီဖုန်းလဲဆက်လိုက်တယ်ကျွန်တော်ရေးချင်တာကဖြစ်နေတဲ့အချိန်တွေကိုပါ အဲ့ဒီဖြစ်နေတဲ့အခြေအနေကတော်လိုင်းတော့မကောင်းဘူးဒါပေမဲ့ဖြစ်နေတဲ့အခြေအနေကိုမနေ့ကရေးပြီးပထမဆုံးပို့စီရေးတင်တဲ့အခါမှာဒေါသတင့်နေတဲ့စကားလုံးတွေတုံးမိခဲ့တယ်ကျွန်တော်အဓိကထောက်ပြချင်တာဖြစ်နေတဲ့အခြေအနေဖြစ်ပေမဲ့ငှက်ကင်ကိစ္စကိုတာဝန်ယူပြီးလှုပ်ပေးတဲ့သူတွေကိုပါပြဿနာရှာသူလို့ဖြစ်သွားတယ်အဲ့ဒီအတွက်စိတ်မကောင်းပါဘူးမက်ဘန်ဆယ်လိုကိုကလီတိုဆိုတာကျွန်တော်ချစ်ရတဲ့သူတွေဖြစ်တယ်ဒါကြောင့်လည်းမက်ဘန်ဆယ်လိုတိုက်ခိုက်ခံရတိုင်းမှာကျွန်တော်ဝင်းရခဲ့တယ်သူတို့ကအပင်ပန်းခံပြီးတာဝန်ယူလှုပ်ပေးပြီး အဲ့ဒီတာဝန်ယူတဲ့အတွက်တိုက်ခိုက်ခံရတဲ့အခါကျွန်တော်တို့ကမဝင်းရံကြရင်တာဝန်မကျေဘူးမတရားဘူးလို့မြင်တဲ့အတွက်ဝင်းရံတာဖြစ်တယ်အန်ယူဂျီရဲ့သတင်းချက်လက်စီမံခံကွဲမှုပြည်သူကိုသတင်းပေးတဲ့မူဝါဒနဲ့ပတ်သက်ပြီးဆက်ရေးပါမယ်ဒါကအန်ယူဂျီနေနဲ့မဖြစ်မနေပြုပြင်ပြောင်းလဲရမယ့်ကိစ္စဖြစ်ပါတယ်မတ်ပန်ဆယ်လိုနဲ့လည်းအဲ့ဒီကိစ္စပြောဖြစ်ပါတယ်သူလည်းသဘောထားမြင်အတူတူပါပဲကျွန်တော်သုံးဆဲခဲ့တဲ့ခရိုနီဆိုတဲ့အတုံးလုံးအတွက်ကျွန်တော်ချစ်ရတဲ့ပြည်သူအားကိုးရတဲ့သူများစိတ်တိခိုက်ရတဲ့အတွက်တောင်းပန်ပါတယ်စိတ်ထဲလည်းတော်တော်မကောင်းပါဘူး ရေးတဲ့ချိန်ကမနဲ့မိုးလင်းကနေတညာလုံးမအိပ်ရသေးတာကြောင့်ရဲ့လက်ရှိဖြစ်နေတဲ့ခင်းချင်းပေါ်မှာအကောင်းမမြင်တဲ့စိတ်ဖြစ်နေတာကြောင့်ရင်းနဲ့ဒေါသတင့်တဲ့စကားလုံးကိုရွေးသုံးမိခဲ့တာလို့မြင်မိတယ်။ကျွန်တော်လည်းမတ်ပန်စင်လုံးရဲ့စကားပြောပြီးကျွန်တော်ရေးပြတာမတ်ပန်စင်လုံးကလည်းပြန်တုံပြန်လာကောင်းတယ်လို့မြင်မိတယ်။အစိုးရကအကောင်းဖြစ်တယ်။ကျွန်တော်တို့ကချင်းတွေကိုထင်း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 ပြောရင်းနဲ့ပြောကိုပြောရမယ့်ကိစ္စတွေကိုမပြောဖြစ်ဘူးဖြစ်ကြတယ်။အခုမတ်ပန်စင်လုံးရေးပြတာလည်းကောင်းပါတယ်။ပြည်သူတွေလည်းတည်တည်နေကျွန်တော်လည်းရေးစရာကြီးအဆက်ရေးနေတယ်။ ြောတင်တာကိုဆက်ပြောဖို့ပိုင်းဖြတ်ထားပါတယ်။ကျွန်တော်တို့ချင်းချင်းကြအချင်းမပြတ်ကြပါပို့တိုးရင်ချစ်ကြပါသည်။ကျွန်တော်ကကိုယုံကြည်ရချစ်ရတဲ့သူတွေနဲ့ပတ်သက်ရင်အလျှော့ပေးတတ်ပါတယ်။လိုင်းနာဆောင်ထင်းရမယ့်မူအပေါ်မှာတော့အဖေကိုယ်တော်ညီကိုရင်းတော်အလျှော့မပေးပါဘူး။မတ်ပန်ဆယ်လိုတို့ကိုကလေးတို့လိုမျိုးတွန်လိုင်းအတွက်တကယ်လုံးလုံးပေးနေသူတွေကိုခရိုနီဆိုတဲ့အတုံးလုံးနဲ့ထိခိုက်စော်ကားမိတဲ့အတွက်စိတ်မကောင်းသလိုကိုကိုကိုအဖြစ်တင်မိပါတယ်။တောင်းလဲတောင်းပန်ခဲ့ပြီးပါပြီ။ထက်လဲတောင်းပန်ပါတယ်။ဒါမဲ့မတ်ပန်ဆယ်လိုတို့ကိုကလေးတို့အနေနဲ့ project ပိုင်ရှင်တွေဖြစ်လို့တည်ခွင့်ရတာကိုသဘောတူပေမဲ့ငါတို့တည်ပြီးငါတို့ထုတ်ပြောမယ်ဆိုတာမျိုးကိုတော့လုံးဝလက်မခံပါဘူး။အေးအေးမှာပြောစရာရှိရင်ဥခိုင်ဒုက္ခကပြောပါရယ်။ကဲအေးမှာပြောစရာရှိရင်ဘုံမူးကြီးနော်ဘူးကပြောပါရယ်။မဘဆယ်လိုလိုကိုကလေးတို့ကဖန်ရီစာတွေပါပြည်သူတွေချစ်တယ်လို့ကျွန်တော်လည်းချစ်တဲ့တွန်လည်းအတွက်အားကိုးရတဲ့သူတွေဖြစ်ပါရယ်။အခုမဘဆယ်လိုလိုကိုကလေးတို့အနေနဲ့အန်ယူဂျီကကြီးညာတော့ကိုမဆောင်နိုင်တော့လို့ထုတ်ပြောရတယ်ဆိုတာကို နားလည်လို့ရပါပေမဲ့လက်မခံနိုင်ပါဘူး။ ဒါကတော်လိုင်းရဲ့စီမင်းစည်းကမ်းမူဝါဒနဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ဘယ်တော်လိုင်းမဆိုစီမင်းစည်းကမ်းမူဝါဒတွေကိုစနစ်တကျမပြထမ်းထားရင်မလိုက်နာကြရင်တော်လိုင်းကြာဆုံးရပါတယ်။အေးရသူ့ရဲ့မူဝါဒစီမင်းစည်းကမ်းတွေပေါ်မှာဖြစ်ပျက်တတရှိတာကိုအားကြွယ်လေးလာတွေးရှိပါတယ်။မဘန်ဆယ်လိုကိုကလေးတို့ကိုချစ်တာကချစ်တာတသက်ပါ။သူတို့ကိုချစ်လို့သူတို့ကအားကိုးရလို့တော်လိုင်းမှာသူတို့ဆုံးဖြတ်ချက်နဲ့သူတို့ဘာလို့လို့မှန်နေဆိုတာမျိုးကတော့မဟုတ်ပါဘူး။မဘန်ဆယ်လိုရဲ့ပို့ဆောင်မှာကျွန်တော်ကိုဆဲနေကြတဲ့သူတွေကိုလည်းတွေ့ပါတယ်။ ျွန်တော်ခိုင်မာစွာယုံကြည်တဲ့ကိစ္စအတွက်ကျွန်တော်ကိုတစ်ကမ္ဘာလုံးဝိုင်းစဲနေအောင်တုံလုံးမှာမဟုတ်ပါဘူးလူတွေကလက်ခံတာနဲ့အမှန်တရားကတိုင်းရဲ့အချိုးမကျပါဘူးပြည်သူတွေကချစ်တဲ့အတွက်စကလုံးအုံလုံးကျွဲဝပြီးတိတိမိမိပြောတတ်တဲ့အတွက်ပြည်သူတွေကချစ်တာထောက်ခံတာအားပေးဝန်းရံတာကိုရရှိပါတယ်အဲ့လိုချစ်လို့ထောက်ခံလို့အားပေးဝန်းရံတဲ့အတွက်အမားကအမှန်ဖြစ်မသွားပါဘူးဒီတော်လိုင်းကစနေကြရဲ့တော်လိုင်းဖြစ်မှနိုင်မှာပါစနေကြရဲ့တော်လိုင်းမဟုတ်ပဲစီမင်းမူဝါဒတွေကိုရေးမထားပဲ ငါမြင်ငါဆိုင်စကန်ရောက်ရောက်လောက်ကြရင်တွန်လင်းကပျက်စီးသွားပါလိမ့်မယ်။ဘုန်းကားလိုလူမျိုးတွေကိုစန့်ကျင်ခဲ့တာကလည်းအဲ့ဒါကြောင့်ပါပဲ။ခတ်တာကအန်ယူဂျီမာကလည်းသတင်းချက်လက်စီမံခန့်ခွဲမှုဆိုင်ရာပြည်သူကိုသတင်းပေးတဲ့နေရာ public engagement လုပ်တဲ့နေရာမှာတီးကြတဲ့မူဝါဒလမ်းညွှန်မှုစီမင်းစည်းကမ်းတွေမရှိတဲ့အတွက်မတ်ပန်ဆယ်လိုတို့ကိုကလေးတို့ကစီမင်းစည်းကမ်းရမလုပ်ဘူးလို့ပြောရတာလည်းခက်နေပါဗျ။ဘာဖြစ်ဖြစ်အန်ယူဂျီမာတီးကြတဲ့မူဝါဒစီမင်းတွေတာဝန်ယူမှုတာဝန်ခံမှုတွေမရှိတာဟာ တွန်လဲကိုအခုလိုကြုံရလူကဝင်ပြောဝင်လို့တဲ့ချင်းတွေကိုဖြစ်စေပါတယ်။တွန်လဲတခုမှကြုံရလူဝင်ပြောဝင်လို့ဆိုတဲ့ချင်းတွေမျိုးကလက်ခံလို့မရပါဘူး။ဒါကိုချင်းမီမပြုတ်ပြင်းမပြင်းစင်နိုင်ရင်တွန်လဲပျက်စီးသွားပါလိမ့်မယ်ဆိုတဲ့အခါမှာတော့မတ်ပန်ဆယ်လူက၎င်းရဲ့ပို့ဆောင်မှာပဲလက်ခံတာလက်မခံတာကအခုအပိုင်းမှာကို Facebook ကမပြောတဲ့အပိုင်းတွေကိုတော့ဖုန်းထဲမှာအခုကိုပြောပြပေးခဲ့တာမို့အခုလိုဒီဟာကိုလက်မခံမှုရေးတာကကို့အတွက်လက်ခံစရာဖြစ်မနေပါဘူး။ အေးအော်ရီမှာဘသူရင်ဘသူကမပြောပါဘူးဆိုတာနဲ့ဘာမှမပတ်သက်တဲ့ကိစ္စပါကိုကအန်ယူဂျီ MOD ကိုထောက်ခံဝန်ရံသူဖြစ်ပြီးသူရဲ့ဝန်ထမ်းလည်းမဟုတ်လက်အောက်ခံလည်းမဟုတ်ခိုင်းပက်လည်းမဟုတ်ပါဘူးပြီးတော့အေးအော်ရီဥပမာလို့သူတို့မပြောကြတာကသူတို့မပြောလို့တခိုးဆွဲနှစ်ကာလကြီးတိုက်ခိုက်ခံရတဲ့သူမရှိပါဘူးကိုကပြောရတဲ့အကိုဝန်ခံထားသလိုအေးအေးပြတ်နေလို့ခရိုနီဆိုတဲ့အတုံးမျိုးရေးမိပါတယ်ဆိုတဲ့အကိုရဲ့ emotional control scale နဲ့ဒီကိစ္စမှာသာကိုနဲ့စီတူးတည်နေရမှာ ကိုမျိုးရန်အောင်တင်းတာဆိုပွဲပေါင်းတသိန်းဖြစ်နေပြီဆိုတာပဲကိုကခန်းစားချက်ကိုခြေခံပြီးတော်လဲတက်ဦးကိုအကိုရိုးလောက်ထိတ်ပုတ်ခေါင်းပုတ်မလုပ်ခဲ့သူပါအန်ယူဂျီမှာမူဝါဒမရှိလို့ကျောင်းရလူကဝင်လုံနေတယ်ဝင်ပြောနေရဆိုတဲ့အခါမှာကျောင်းရလူဆိုတာကိုရိုးကိုညှိညွှန်းတဲ့သဘောမျိုးကိုရိုးလုတ်ခဲ့သည်မဟာကိုမျိုးရန်အောင်တင်းတို့စာရေးထိန်းကျောင်းနေတယ်လောက်မခမ်းနာတဲ့ကျောင်းရလူအဆင့်လို့ပြောချင်တာလို့သဘောပေါက်လိုက်ပါတယ်ကိုလည်းပြည်သူတွေကပြည်သူပါတော်လဲမှာပြည်သူတွေကျောင်းရကြာရကပါဝင်နေတာကျောင်းရလူဝင်ပါတယ်မကြိုက်ဘူးဆိုရင်လည်း အကိုတို့ပဲဒီတော်လန်ရေးကြီးကိုအပိုင်စီတော်လန်လိုက်ကြပါတော့ကိုဖြင့် NUG ရဲ့ MOD လမ်းကြောင်းလွဲသွားမှတခါမှစိတ်မပူဘူးဒီလောက်ထင်းကြောင်းပြုတ်ပြင်မဲ့သူတွေအများကြီးရှိနေမဲ့ဟာသူတို့ထင်းရမှပြင်းစရာကြီးကိုဘလာတော့မောင်းဆုံးမမလိန်မာမဲ့ခလေးလေးဖြစ်နေတဲ့ဟာဆိုတာပြန်လဲတုံ့ပြန်တာပဲဖြစ်ပါတယ်ဒီသတင်းကြောင့်နေတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲကိုစိတ်ပါကျမ်းမှချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ